နေ့ကျမတို့ရောက်ရှိနေတဲ့နေရာကတော့ဘန်ကွဲကျွေးရဖြစ်ပါလေရှင်။ဘန်ကွဲအုတ်ချုပ်ရည်မှုအဲကျမတို့ဒီဟိုဂျွာအုတ်ချုပ်ရည်မှုပေါ့နော်သူတို့ကိုပေါ့စီရဲ့အခုညီနဲ့အခုညီတောင်းခံမှုနဲ့ကျမတို့တွေဒီမှာဂျွာမှာလာခုတာပါရှင်။ကျမတို့2018တုန်းကတည်းကလာဘူးပါလေ။အခုကျမတို့2025မှာပေါ့နော်ခုနှစ်နှစ်တာကာလတော့ဖြစ်သွားပြီ။အခုဂျွာလူတွေကအခက်အခဲဖြစ်တယ်။ဆေးရုံနဲ့လည်းဝေးတယ်။ အဲဆရာမလာခုပေးပါဆိုလို့ကျမတို့ဒီမှာလာခုပေးကြတာပါရှင်ဟုတ်တယ်ခင်မေတ္တာကချေယူလာခုပေးတော့ကအဖြစ်ကျူးတည်မှာလေပြည်သူပြည်သားတွေအဖိုးအဖွားတွေကခင်မေတ္တာဆေးလာထိုးပေးတဲ့အကြောင်းကျေးဇူးတားတင်ပါတယ်ဆရာအဲအခုဆိုလို့ရှင်အဲဒီတိုင်းရင်းသားတွေပေါ့နော်ဒီပအိုတိုင်းရင်းသားတွေများပါတယ်အဲဒီသူတို့ရဲ့အခက်အခဲကတော့ဆေးရုံဝင်နေဝေးနေတာရဲ့ဆေးရုံမရှိတာရဲ့ဆေးကန်းပြတာမှု လိုအပ်တာကြောင့်မို့ကျွန်တော်တို့အခုဆိုရှင်လာရောက်ပြတ်တတ်သူများပါလေရှင်ရှင်တမီးတို့ရမှာဆိုရင်တက်ကြီးပါတက်ကြီးရဲ့အိုရယ်အများရှင်ရှင်အင်းစေးစေးစေးခံတော့ဖို့စရိတ်လည်းအစီမပြေလို့ရှင့်အခိုင်မြတ်တာပလာဟိတာဖောင်ဒေးရှင်းကအထူးလာကူတာပေးတဲ့တကျစုတင်ပါတယ်ရှင့်အဲကျမတို့အခုလိုပေါ့နော်ဟိုရွာတွေကိုကျေးရွာအရောက်ခကြီးပေါက်ဆိုတဲ့အစီအစဉ်နဲ့ကျမတို့ရွာတွေကိုစေးကူတာပေးခြင်းကကျမပြောသလိုပဲအဲအားလုံးကကျမ်းမာကျမ်းမာရမယ်ပြီးတော့စေးခံပြတ်တာနိုင်ရမယ်ပေါ့ ဈေးကမ်းကိုလမပြနိုင်ရင်ကျမတို့ကသူတို့ရှိတဲ့ဈေးရွာတွေကိုကျမတို့ခုလို Pride Foundation အနေနဲ့ဈေးဝါစုံလင်စွာဆရာဝန်စုံလင်စွာဆရာဆရာမစုံလင်စွာနဲ့ကျမတို့တွေဘာပြောစည်းကြိုသွေးတို့ယောဂါတွေအဲကာကွယ်ကုသဘုံတွေပြီးတဲ့အခါကျမတို့ခုနကပြောသလို ဟိုဖြစ်တဲ့အခါဘယ်လိုကုသရမလဲဆရာဝန်နဲ့ဒါဆရာဝန်ကြီးနဲ့ပြကိုပြရမလဲဒါကတော့စေယုံကိုတတ်မှတ်ရိုက်ဖို့လာရမလဲဒါတော့စေယုံတက်တက်ကုသရမလဲဆိုပြီးတော့ကျမတို့အမျိုးအစား၃မျိုးနဲ့ကျမတို့ခွဲပြီးတော့ကျမတို့တွေလူတွေကုသပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဟိုဟာကြားမှာရဲ့အတွက်ကြောင်းနေမကောင်းလို့အာလေတစ်ခါဖြန့်လို့လေငန်းနေတဲ့တွန်းမှာကုသနေကုသရပြီးတော့အခုတော့ဆရာမခိုင်မေတ္တာအထူးကုသရခြင်းအိမတာအမြ ဒီကေသူတင်ပါတယ်ခင်ဗျာအဲဆေးတိုးတဲ့တဲ့အာရှီရှေးချန်နော်ရှမစီခင်တဲ့ဒေဘောင်ရှင်နဲ့အာရှီရှေးကွတ်တချမစီနာဖိခါပေးတွေးချစေးဆန်နော်ဆရာရှမစီနဲ့ယူနာအမ်ဘီတစီတဲ့အမ်ဘီဘူမဲနော်မရာကိုတလဲယူနာတို့မျိုးနော်မရာကိုတလဲနော်အဲကျမတို့ရဲ့အစီအစဉ်အတိုင်းအဲကြီးရွာမှာလာပြီးကုသပေးလို့တို့ရဲ့ဝန်တာပီတီဖြစ်တဲ့အခါမှာပြည့်တွေ့ရတဲ့အခါမှာကျမတို့အမောလဲပြပါတယ်စိတ်လဲချမ်းသာပါတယ်ဒီထက်မကဆက်ပြီးတော့ခမိတာပရိဒါဖောင်ဒေးရှင်းအနေနဲ့ ဆက်လက်စူးစမ်းပြီးတော့လှုပ်ဆောင်သွားပါဦးမယ်ကျေးဇူးတင်ပါတယ်ရှင်ကျမနာမည်က APO ဖြစ်ပါတယ်ရှင်နေရနေရကလုံးကြီးဖြစ်ပါတယ်ရှင်ခိုင်မင်းတပ်ပရိတ်တဖောင်ဒေးရှင်းဆရာဆရာမများအားလုံးအခမဲ့လက်ကူတာပေးတဲ့ကျွန်တော်ကျမတို့ရရွာမွေတော်ကျောင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်